လူသားတွေဟာအသည့်အစ်တွေကိုရှာဖွေရင်းခရီးသွားနေတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ New Travelers လို့နာမည်ပေးထားတဲ့ပကြီးပြပွဲတစ်ခုကိုပကြီးဆရာ21ယောက်ပူပေါင်းပြီးနဝရီပြကန်းမှာတပတ်ကြာပြသခဲ့ပါတယ်။ခရီးသွားသူများဟာဘလို့ပကြီးကားတွေကို ခံစားစီဖို့ရေးဆွဲထားတယ်လေ။အသက်အရွယ်ရလာတာနဲ့အမျှပြောင်းလဲလာတဲ့အတွေးခေါ်တွေပေါ်မူတည်ပြီးအရင်ကဆွဲထားတဲ့လက်ရာတွေအတွေးခေါ်တွေကိုစမ်းသစ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒီပကြီးပြပွဲကိုမိတ်ဆွေတွေနဲ့ပူးပေါင်းစီစဉ်ပြစ်တာပါလို့ပကြီးမောင်တွင်မိုးကဆိုပါတယ်။ရေးစင်းနဲ့ acrylic ပကြီး73ကားပြသထားတဲ့သူကလူတွေပကြီးကိုခန်းစားကြည့်တဲ့စီစဉ်တယ်လို့ပြောပါတယ်။ရေးတဲ့သူနဲ့ခန်းစားတဲ့သူကိုင်းကြီးမှတာလည်းပကြီးကားတကားရတာရှိမှလေ။ရေးတဲ့သူကပေးတဲ့ခန်းစားချက်မျိုးကြည့်တဲ့သူကလည်းခန်းစားနိုင်ဖို့ပဲ။အဲ့လိုပဲဆူတောင်းပေးရမှာပေါ့။အဲ့ဒါမှသာနဲ့ခန်းစားချက်ကိုင်းကြီးမှလေ။ပကြီးကားတွေကို သိသိရှိရှိခန်းစားပြီးတော့ကြည့်နိုင်ပါသေးလို့ပဲထူထောင်းပြတော့နော်ခကြီးကားတွေဟာစာရီစကလုံးတွေထက်အเจ้าညာနဲ့အတွေးခေါ်အများကြီးပါတာမို့အိမ်တိမ်မှာပကြီးကားတကားရှိရင်အတွေးပေါင်းမြောက်များစွာစူးစီးထားတဲ့ပြတိုက်ကြီးနဲ့တူတယ်လို့ပြောတာမို့ပကြီးကားတွေဝယ်ပြီးစူးစေခြင်းတယ်လို့ပြောသူကပကြီးရဲလင်းအောင်ပါစကားတို့စာတို့ဆိုတာကရင်းရေးသလောက်ပြောရင်ပြောသလောက်ကြံပေးမယ်အဲ့စာရီစာရီထက်ကိုစကားရီထက်ကိုပကြီးကားတကားအတွေးခေါ်လေးပြောင်းရတာပြီးတယ် အဲ့တော့အိမ်အိမ်မှာဗဒီကားတစ်ချက်ရှိလို့ရှင်အတွေးပေါင်းမြန်မာတော့စူးစိထားတဲ့ပြလိုက်ခြင်းနဲ့တူတယ်လို့ကျွန်တော်တို့ဆရာတွေညင်ကြဦးတယ်အဲ့တော့ကျွန်တော်ကတော့မြန်မာပြည်မှာရှိတဲ့ပြည်သူတွေအားလုံးတက်နိုင်လို့ရှင်ကိုယ့်ရဲ့တနိုင်တစ်ပိုင်းဗဒီကားလေးတွေဝယ်ဆူခြင်းအဖြစ်နော်ဟိုပြည်ပါလေဗဒီဆရာတွေကိုအားပေးချီးမြှောက်ရကြတယ်လို့တစ်ချိန်မှာနာမည်ကြီးလာမယ်ဗဒီဆရာတွေရဲ့ကားတွေလည်းဝယ်ယူထိမ့်ပြီးသားထိမ့်သိမ့်ပြီးသားဖြစ်သွားလိမ့်မယ်လို့ကျွန်တော်ကတော့ယုံကြည်ပါတယ် အမှုပညာဟာနားလေဖို့မလိုပဲခန်းစားတတ်ဖို့ပဲလိုတယ်လို့ပြောလာသူဗကြီးမောင်ဆန်းအောင်ကဒီပြပွဲမှာ AR လို့နာမည်ပေးထားတဲ့ AR မြကန်းနဘေးငရုတ်သီးလှမ်းနေတဲ့မိသားစုရဲ့ acrylic ကားကိုပြသထားသူပါအမှုပညာဆိုတဲ့အဓိပ္ပာယ်နားလေဖို့မလိုခန်းစားပြတတ်ဖို့လိုတယ်တချို့လူကြီးတွေဆိုရင်အခုလက်ရှိဟဲ့ဟောတခြင်းတွေပါဆိုတော့တိတ်မကြိုက်ဘူးသူတို့ကအပြစ်ပြောတာမဟုတ်ပါဘူးအဓိကပြောပြချင်တာက အနုပညာဆိုတာဟိုနားလည်ဖို့မလို့ခဏပြည့်တယ်လို့ရှင်ပြည့်စုံတယ်လို့ထင်တယ်။တိမ်တွေတဲ့ဖះဖူးနေတဲ့ပုံစံစိုက်ထီယိုပကြီကားအပါဝင်မြမရှုခင်းလှ၆ကားပြသထားတဲ့မန္တလေးသားဇော်လွင်ဦးကတော့လှုပ်ရှားရုန်းကန်နေရတဲ့လူဘဝမှာ သူ့ရဲ့ပကြီကားတွေကိုကြည်လိုက်ရင်အားရင်အစ်စ်တွေရဖို့မျှော်လင့်ပါတယ်လို့ဆိုပါတယ်။သူကလှုပ်ရှားရုန်းကန်နေရတော့ဒီပကြီကားလေးအိမ်မှာတစ်ချက်ချင်းရပြင်ဒီပကြီကားကိုကြည်လိုက်တဲ့အခါမှာလေသူ့စိတ်တွေအေးချမ်းပြီးတော့ဘယ်လိုပေါ့ကျိုးရှိသွားအောင် နော်ချမ်းမြေ့သွားပြီးမှအားထည့်အင်းနေတယ်ဖြစ်အောင်ရေးရပါနော်